လူတယောက်ဟာလူရာထပ်ပိုးပြီးတော့တခြားသူတွေနဲ့တွေ့ဆုံလာတာများလာပြီဆိုရင်တို့ရဲ့အရှိမအဲ့ဒီသူရဲ့တန်မှုဟာကျဆင်းသွားတယ်ဒါမှမဟုတ်အဲ့ဒီသူတွေဟာအဲ့ဒီပုဂ္ဂိုလ်ငါတို့နဲ့အစင်တန်းချင်းအတူတူပါပဲသူဟာငါတို့တဲကငါတို့ပုံစံအတိုင်းပဲလို့ထင်မှတ်သွားတယ်ကိုဖတ်နေတဲ့နမတ်တဲမှာအာယုံစူးစိုက်နိုင်မှုအတွက်အလွယ်ဆုံးအလုတ်ကဖတ်နေတဲ့စကားလုံးတွေကိုစဉ်းစားတွေးတောနေခြင်း တယောက်ယောက်ကိုတိဖို့ဆိုတာသူ့ရဲ့အီလင်ကြောင့်ပညာကြောင့်တိမှာမဟုတ်ဘူးသူ့ရဲ့အဒပ်ကြောင့်ယဉ်ကျေးမှုကြောင့်တိမှာဘာကြောင့်လဲဆိုတော့ရှိုင်တန်မှလည်းအီလင်ရှိတာပဲဒါပေမဲ့သူ့မှာအဒပ်ယဉ်ကျေးမှုတော့မရှိဘူးမင်းဟာတကူကြီးတကာရအချိန်မှအဲ့ဒီအလုံမျိုးတွေမလုံးမိစေနဲ့အများရှိမှမလုံးတဲ့အလုံမျိုးပေါ့အလုံယမန်များကင်းစင်နေခြင်းဟာဖရစ်စတာရဲ့အီအချင်းဖြစ်တယ်အလုံယမန်အနောက်ဘဲလိုက်နေခြင်းဟာတရိစံရဲ့အချင်းဖြစ်တယ် လူသားအတွက်အကြီးဆုံးအောင်မြင်မှုရဲ့အကြောင်းခံကသူ့ရဲ့နှလုံးသားနဲ့နှုတ်ရှားကိုထိမ့်သိမ်းနိုင်ခြင်းပဲ။အီမန်ဆိုတာလူသားဟာမိမိရဲ့နှုတ်ရှားကနေပြီးတော့တော်ဟီတပါးတည်းရှိတဲ့အရှင်ကိုဖွဲ့ဟဝင်ခန္ဓာနှလုံးသားကနေမှန်ကန်ကြောင်းထောက်ခံနေတာခန္ဓာကိုယ်အစိပ်ပိုင်းတွေကအဲ့ဒီအရှင်မြတ်ရဲ့အမိန့်ကိုနာခံနေတာကိုအီမန်လို့ခေါ်တယ်။ဘိုက်မစားခင်အရင်စားခြင်းကမကရူဖြစ်တယ်။ အမျိုးသမီးကိုအဆက်တရားနဲ့အင်အားချိနဲ့မှုအရာနှစ်ခုနဲ့ပေါင်းဆက်ဖန်ဆင်းထားတယ်။အဲ့ဒီအဆက်တရားရဲ့ကုထုံးဟာပါရဒာနဲ့နေလိုက်ခြင်း။အင်အားချိနဲ့မှုရဲ့ကုထုံးကအမျိုးသမီးအများစုဟာနှုတ်ဆက်ပြီးတော့နေတက်ရတယ်။အားလုံးထဲမှာအကြီးဆုံးဂျီဟာလတ်ပညာမဲ့မှုဟာကိုယ့်ကိုယ်ကိုတိလာပြီလို့ထင်နေခြင်းပဲ။လူတစ်ယောက်ကိုနစီဟတ်ဆုံးမပဲ့ပြင်မှုမလုပ်တော့ဘူးဆိုရင် သူဟာအဲ့ဒီသူကိုတိတ်မကြခင်မှာပဲဝေဖန်မှုတွေစတင်လှုပ်လာတော့မယ်။ရန်သူကတော့အမြဲတမ်းသတိထားနေပါ။မိတ်ဆွေတွေကတော့အဲ့ဒီအချိန်စပြီးသတိထား။သူဟာလူအပ်တာတပူပြီးတော့မင်းကိုချီးမွမ်းမှုတွေပြုလာပြီဆိုရင်ကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခတွေကိုမျိုးသိမ့်ထားတာအင်အားရှိတဲ့သူဖြစ်တယ်။အမှန်တရားရဲ့တိုက်ပွဲထက်မူသားရဲ့ငြိမ်းချမ်းရေးကပိုကောင်းတယ်နော်။အလရှမြက်ကဘန္နာလူသားကိုချစ်ခင်နှစ်သက်လာပြီဆိုရင် ကို့အဖြစ်ကိုရှာတတ်တဲ့အလေးအကျင့်ကိုချီးမြှင့်ပေးလိုက်တယ်။အရာလေးကလူသားကိုတော်တော်ကောင်းတဲ့အရေးချင်းတွေဖြစ်ပေါ်စေတယ်။အရေးချင်းကကောင်းအီးချင်းနံပါတ်1အရေးချင်းကချူသားနဲ့နှုတ်ရှာနံပါတ်3ကနူးညံ့တဲ့နှလုံးသားနံပါတ်4ကအပြုံးရဲ့မျက်နှာအလကဘန္နာကိုအရေးယူဖို့ရှိပြီးဆိုရင်အလကပထမဦးဆုံးသူ့ကိုတောက်ပါလုတ်ခွင့်ကိုရုပ်သိမ်းလိုက်တယ်။အကျဉ်သူဟာ တခြားသူကိုဒုက္ခပေးတတ်တဲ့အကျင့်ရှိနေပြီးတော့သူနဲ့အလာနဲ့ရင်းနှီးမှုရှိနေတယ်ဆိုရင်ဒီလိုပြောရင်အဲ့ဒီလူဟာလူလိမ့်မှာအဲ့ဒီနေရာကိုမင်းဟာစွန့်လွတ်လိုက်ပါအဲ့ဒီနေရာမှာမင်းရဲ့ခံစားချက်ရဲ့တန်ရာတန်မှုဘာမှမရှိဘူးအဲ့ဒီနေရာဟာလူတစ်ယောက်ရဲ့နှလုံးသားပဲဖြစ်ဖြစ်တဦးတစ်ယောက်ရဲ့အိမ်ပဲဖြစ်ဖြစ်တယောက်ယောက်ရဲ့ဒုက္ခကိုမြင်ပြီးတော့နာကျင်တက်လာပြီဆိုရင် မင်းနှလုံးသားဟာအသက်ရှိနေပြီ။ဇင်ဒဂီဆိုတဲ့ဘဝကဒီလိုအာဇံနဲ့အစပြုခဲ့တာ။အဲ့ဒီနောက်မှာဂျမာမရှိဘူး၊နမတ်မရှိဘူး။ဇင်ဒဂီဆိုတဲ့ဘဝကဒီလိုနမတ်နဲ့အဆုံးသတ်ခဲ့တာအဲ့ဒီမှာအာဇံတော့ရှိမှာမဟုတ်ဘူး။